ညနေခင်းမှာရှင်ဓမ္မတော်ငူးခတ်တာပါ TV ရုံမြင်သံကြားရဲ့ညနေ၄နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြအောင်ပါရှင် ုရဲ့လူငင်းခွင့်အရာပုံမှန်905ကနဲ့ထောင်ဒဏ်ကြခံနေရသူတွေကိုနိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာပြန်လွှတ်ပေးနေပြီး NLD ပါတီရဲ့ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ကဦးကြည်တိုးလဲအင်းစိန်အကျဉ်းထောင်ကနေပြန်လည်လွှတ်မြောက်လာတယ်လို့သိရပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလူမှုအုံကြွားမှုတွေအားကောင်းခဲ့ချိန်2021ခုနှစ်မှာရန်ကုန်မြို့ကမာရွတ်မြို့နယ်အတွင်းလှဲဒဏ်မှာစစ်တပ်ကဦးကြည်တိုးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အင်းစိန်ထောင်ကနေပြန်လွတ်လာတဲ့အချိန်မှာပဲဒေါန်ဆန်းစုကြည်နဲ့အသက်60အထိအတူအလုံးလုံးနိုင်ဖို့အားမွေးထားတယ်လို့ဦးကြည်တိုးကပြောသွားပါတယ်။ ဒီကနေ့အင်းစိန်အကျဉ်းထောင်ကနေပြန်လွတ်လာတဲ့ပုံမှ905ကနေအကျဉ်းချခံထားရသူ192ယောက်ရှိပြီးမျိုးသမီး98ယောက်ပါဝင်တယ်လို့လည်းသိရပါဗျ။စေဥစုကပုံမှ905ကနေဖန်စီအကျဉ်းချခံထားရသူ3000ကျော်ကိုနိုဘာလ26ရက်နေ့ညပိုင်းကပြန်လည်လွှင့်ရင်းခွင့်ပြုခဲ့ပြီးအဲ့ဒီထဲက924ယောက်ကိုခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပြင်ပုံမှ905ကနေအမှုဖွင့်ခံခဲ့ရပြီးဖမ်းမမိသူ9580ကိုလည်းအမှုကပိတ်သိမ်းပေးခဲ့တယ်လို့သိရ ရပါတယ်ရှင်။ AR တိုင်းဒေသကြီးတွေကမကြီးစင်ဝန်းကျင်နဲ့တာပေါင်းမြို့နယ်တွေကရိုးမားနဲ့ထိစပ်နေတဲ့ကျေးရွာတွေကိုစစ်ကောင်မရှင်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်တကြော့ပြန်တိုက်ပွဲတွေဖြစ်ပွားလာပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်။ရခိုင်နဲ့ AR အဆက်ကမကြီးစင်ရွာဝင်းကျင်နဲ့တာပေါင်းမျိုးနယ်တဲမှာရှိပြီးရိုးမားနယ်ထိစပ်နေတဲ့တဲဖြူတာပေါင်းကလေးရွာရင်းနာမှာ အရခတ်တတော် AA နဲ့စစ်ကောမရှင်တပ်တို့တိုက်ပွဲတွေပြင်းထန်နေခဲ့တဲ့အကြောင်းဒေသခံတွေစီရင်ရင်းမြစ်တွေကပြောပါရယ်စစ်ကောမရှင်တပ်တွေကတာပေါင်းမျိုးဘက်ကနေနိုဝင်ဘာ19ရက်နေ့လောက်ကစလို့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီးနိုဝင်ဘာ26ရက်မနက်ပိုင်းအထိလက်နက်ကြီးတန်းကိုကြားနေရတဲ့အကြောင်းရွှေတောင်ရံမြို့ဝင်းကျင်မှာနေထိုင်တဲ့ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါရယ်သူမနေထိုင်ရာဒေသဟာတိုက်ပွဲဖြစ်ရတဲ့နီးစပ်တဲ့အပြင်စစ်ကောင်စီတပ်တွေလည်းအသွာအလာရှိတာကြောင့် လုံခြုံရေးအရာ DPP ကအသံအစားထုတ်ဖတ်ပြထားပါဗယ်။တနက်ကြီးတင်တွင်ကတော့တတော်ကိုနင်းနင်းကက်ကက်ကြားနေရတယ်။လောက်ဝဲလောက်တတားဟာမှစကြားရတာပါ။ရေတက်ကမကြီးစင်ဘက်ကိုလမ်းပြစ်တလုံးလုံးလေးကြားတယ်။တိုက်ပွဲကတဲဖြူလေးတာပေါင်းလေးဘက်တွင်မှဖြစ်နေရ။ဘောမီနဲ့ဂျိတ်လက်ကြားမှလည်းဖြစ်နေတယ်လို့ပြောတယ်။ဒီကနေ့မှတော့မနက်ကလက်နဲ့ကြီးတန်တစ်ချက်နှစ်ချက်လောက်ပဲကြားတယ်။နဝေမာလာ25ရက်နေ့ညနေထိကတော့တတော်ကိုကြားတယ်။တိုက်ပွဲကတော့မဖြစ်ရင်တော့ကောင်းတာပေါ့နော်။ကျမတို့မှလည်းနားဆွင့်နေရတာ။ ေသခံပြောပြတဲ့ဘောမီမကြီးစင်နဲ့တာပေါင်းကလေးကျွေးရဝင်းကျင်တီဟာပြီးခဲ့တဲ့2024ခုနှစ်ကအေအတက်တွေထိန်းချုပ်နိုင်ခဲ့တဲ့ဒေသတွေဖြစ်ပြီးဆယ်လာဝင်းကျင်အကြာမှာတိုက်ပွဲတွေပြန်ဖြစ်လာတာပါတခြားဒေသခံစီရေးရင်းမြစ်ကလည်းတာပေါင်းမြို့နယ်တဲ9ရက်လောက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့အကြောင်းပြောပြင်မဲ့နိုဝင်ဘာ24ရက်နောက်ပိုင်းအချိန်တွေကိုတော့သူ့အနေနဲ့အတိမပြုနိုင်သေးကြောင်းပြောပါရယ်အဲကျွန်တော်ဝင်လန်းကွာတော့မှာဆက်စစ်ကြည့်ရအဲအဲအဲကျွန်တော်ဒီရတက်ထားပါဗျာနာတာခါတက်သွားတာပါ ရေတတာကွာလမ်းဘက်ကတက်လို့ရှိရင်တို့လန်နာများတယ်ဗျာလန်နာများတယ်ပြီးတော့လန်နာများတယ်အဲ့ဘက်ကပြီးတော့သူကတောပို့ထူတယ်ဗျာအတောပို့ထူတဲ့အခါကျတော့ကျွန်တော်ဘယ်လိုပြောဆိုလို့ရှိရင်တို့အဲ့ဘက်ကနေတော့မဖြစ်နိုင်ဘူးဒီဘက်ကနေတော့ပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ညက်ဦးညက်ဘူးညက်ပိတ်နေကျွန်တော်တို့ကဒီကွာဘက်ကိုပြန်ပြီးတော့စစ်တောင်းထုတ်ရလို့ကျွန်တော်တို့အဲ့လိုယူစားတယ်ဒါအပြင်လေးမျက်နှာနဲ့ရေကြီးမြို့နယ်အဆက်ကဆက်ဆက်ယူချင်းလဲ့နဲ့တဲနုကုံရွာရီဝင်းကျင်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်စစ်တပ်ကအမတ်တ3လေးလေးဘက်ကစစ်ရေးအခြေအနေကိုရှော့ချလိုတာကြောင့် တာပေါင်းပတ်ကိုထိုးစစ်ဆင်တာဖြစ်နိုင်တယ်လို့လည်းအေအေနဲ့နီးစပ်သူတယောက်ကခံမှန်းပါတယ်။အာရခတတော်အေအေဘက်ကတော့နိုဝင်မာလာဇန်ပိုင်းတိုက်ပွဲတွေတဲ့တမချချောင်းနဲ့အနောက်တောင်တိုင်းစစ်ထဏာချုပ်လက်အောက်ခံတပ်ရင်းတွေကနေလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ၄၀ကျော်ရှိခဲ့ကြောင်းနိုဝင်မာ၁၇ရက်နေ့ကထုတ်ပြန်ထားပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ စစ်ကောင်းဆောင်ကလေတက်စေဦးစီအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးစောဝင်းမြင့်ကိုနိုဘာလ25ရက်နေ့ကတာဝန်ကနေအနားပေးလိုက်ပြီးသူ့ရဲ့နေရာကိုလေတက်ကုတ်ကဲမှုဌာနချုပ်မှုတယောက်ကိုအစားထိုးလိုက်တယ်လို့နေပြည်တော်သတင်းမြစ်တွေစီကသိရပါဗျ။ဒုဗိုလ်ချုပ်ကြီးစော်ဝင်းမြင့်ကိုလေကြောင်းတိုက်ခိုက်မှုလင်းတင်စီကိစ္စတွေနဲ့နိုမာလာ20ရက်နေ့ကလေးကစစ်ဆေးခံရပြီးတာဝန်ကနေအနာပေးလိုက်တာလို့နေပြည်တော်သတင်းရင်းမြစ်က TV ကိုပြောပါရယ်။သူ့ရဲ့နေရာမှာအနောက်ပိုင်းလေတပ်စကန်ဌာနချုပ်မှု ဗိုလ်ချုပ်သိန်းထွန်းဦးနဲ့ ဌာနချုပ်မူဟောင်းဗိုလ်ချုပ်ထွန်းဝင်းနှစ်ယောက်ထဲကခန့်အပ်မယ်လို့သတင်းတွေထွက်နေပေမဲ့ဘသူကိုခန့်အပ်မယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါရယ်လေတက်ဖွဲ့စည်းပုံအရကာကွယ်ရေးဦးစီးချုပ်လေပြီးရင်စူးစီးအရာရှိချုပ်ကဒုတိယယာတို့အကြီးဆုံးဖြစ်ပြီးသူ့ရဲ့အောက်မှာဗိုလ်ချုပ်အဆင့်ရှိတဲ့ဌာနချုပ်မူ9ယောက်ရှိတယ်လို့သိရပါရယ်စစ်ကောင်းဆောင်ကနော်မာလာ24ရက်နေ့ကလည်းစစ်စင်ရေးမအောင်မြင်မှုနဲ့လက်စားမှုတွေကြောင့်စုံခုံစစ်ဆေးနေတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမိုးဘုံမှုချုပ်မျိုးမြင့်မျိုး မျိုးမင်းထွေးကိုတာဝန်ကနေအနာပေးပြီးစေဦးစီးတက္ကသိုလ်ကအကြောင်းအုပ်ကြီးဗိုလ်ချုပ်ကျော်သူရကိုခန့်အပ်ခဲ့ပါသေးတယ်ရှင်။ကောက်ကရိတ်မြောက်ပိုင်းကကြေးရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရှောင်း29ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့လို့ဒေသခံတွေနဲ့ကိုကြီးပေးနေသူတွေကပြောပါရယ်အောင်ခန့်သတင်းပေးပို့ထားတာပါရှင် နဝင်ဝလာ23ရက်နေ့ကစပြီးကင်းပြီနဲ့ကော့ကရိတ်မြောက်ပိုင်းအောက်ဘုဒ္ဓလမ်းမိုင်းမှာရှိတဲ့လှိုင်စင်းရွာကောင်းမှုကြီးရွာဘက်ကိုစစ်ကောင်မရှင်ကစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှင်စစ်ကြောင်းကပြီးတဲ့ခါထကြီးရွာကရောဘာချမ်းမှစစ်မင်းရှောင်နေတဲ့ဒေသခံ28ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ဘာကြောင့်ဖမ်းတာလဲဆိုတော့ဒုက္ခပေးခဲ့တယ်ဗော။တော့ကြောက်ပြ ဘုံလူရောက်ဒီလူရောက်ဆိုတော့အပြင်လူနဲ့ဆက်တွေ့ရပါတော့ဒီဘောလေးပဲရှိမှာဒီကနေပါလဲဆက်တွေ့ရပေါ့ဒီဘောကဖြစ်ချောင်းနေနေမမကငါကြွလာပြန်ရင်လည်းပြန်လို့မှာပေါ့ဒီဘာကြောက်ကုန်လဲဆိုတော့တို့ကနည်းနည်းမယုံဘူးတော့ပြောချင်တာဟိုဘက်ဟိုဘက်အားပြည့်တယ်ပညာဒီလူဘောပဲလို့မြင်မှာပေါ့တို့ကဘာလို့ဒီသွားရလဲဘောပဲပေါ့ စစ်ကောင်မရှင်တက်ကကုန်းကလေးမျိုးကြီးကကြီးရော်လေးကိုအပြည့်ဝပြန်လဲထိန်းချုပ်နိုင်မှုနဲ့နေမျိုးစိုးမှုနိုင်မှုစစ်မှုတဲ့တသတိတွေကိုအင်အားပြည့်ပြင်းပြီးတိုးတက်သောဗုဒ္ဓဘာသာကိရင်ဘုရားတက်မှာတော့ DKP ပို့ပြီးဖွဲ့နေရတော့တဲ့ BJ ရဲ့အကူအညီနဲ့စစ်ကြောင်းထိုးနေတာပါဒါအပြင်ဒေသခံတွေကိုလူသားတိုင်းအနေနဲ့ဖမ်းဆီးပြီးလက်မြခိုင်းတာတွေရှိရဲလို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ် အဲတိုက်ပွဲလည်းဖြစ်ပြန်စီကြောင်းလည်းခိုးရတယ်သူတို့ဖန်စီကောတော်ပါတယ်ဆိုရင်တော့ဒီတိုင်းနေနဲ့သူတို့ပြန်လည်းဖန်စီလာပြီးတော့မြို့ပြပေါ်လာတာလည်းဖြစ်နိုင်တယ်ပေါ့သူတို့လည်းလမ်းတွေပြောင်းကြမယ်တိုက်ပွဲတွေဖြစ်တော့အော်သူကပါစားတွေများတယ်လေပါစားတွေများတော့တော်မကျွမ်းဘူးဟောအတွေးချုပ်မရှိတဲ့အခါကျတော့ရွာသားတွေတစားကန်လုံးတစားကန်လုံးပြီးတော့မှလမ်းပြတိုင်းလမ်းပြတိုင်းမှာဒီပေါ်ဝဲဒီဖန်စီကောဆောင်လာမျိုးအဲလိုမျိုးလည်းဖြစ်နိုင်တယ်လို့ လက်ရှိမှာလဲစစ်ကောင်းကြီးစစ်ကြောင်းတွေကိုကောင်းမှုစော့ဟဲလှိုင်းစိန်မိဖာလဲနောက်ကင်းကြီးရွာတွေမှာဂဲလန်တွေပူအောင်တက်တွေကပိတ်ဆို့တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါအပြင်နိုဝင်ဘာလ25ရက်နေ့ညနေ4နာရီခွဲလောက်ကကော့ကရိတ်မြို့နယ်တရတော်ကြီးရွာကိုစစ်ကောင်းမရှင်ကလေကြောင်းကနေဝိုင်လွဲလီရင်နဲ့ဘုံစိန်လုံးကြက်ချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့ကညနေကသကသဝိုင်တွဲနဲ့ဘုံဆက်လို့လာပြစ်ချတယ်။ဝိုင်တွဲနေရင်လာပတ်ပြီးတော့ဒီတရက်တော်တရက်တော်ကြောင်းမကနေသူပတ်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 တော့အဲ့ဒီသူတို့တည်ရတဲ့နေရာကိုပြစ်ချတယ်နှစ်ပတ်။တစ်ပတ်၅လုံးတစ်ပတ်၅လုံးနှစ်ပတ်ဆယ်လုံးဒီကျဲချတော့ အိမ်တလုံးကတော့အထိကျပျက်စီးသွားတယ်ဒါမှအသေးပြောက်တော့မရှိဘူးတော်နီးတဲ့ဒီဘက်တည့်ရတော်ပန်းတဲ့သူတို့ပြစ်ချလာတာမနေ့ကညနေပိုင်းအားကအကြောင်းမှအကြောင်းလည်းမလွတ်သေးတော့ကြောင်းလာတဲ့ထပ်ပြေးတဲ့အားလည်းရှိရှောင်ပြေးတာလည်းရှိတယ်ပေါ့နော်ဟိုရောက်နေတဲ့ဒီတည့်ရတော်ရွာတာပြင်းတော့ကလေးတွေသူတို့ချင်းအဆောင်နေတဲ့ကလေးတွေရွာပြီးရွာလာလို့ခရုံချင်းနဲ့အကုန်လုံးဝင်ပြေးကြတယ်စစ်ကောင်စီတပ်ကဂွေမောင်းတိုင်းထီဘိုးစံနောက်ကင်းကြီးဝဆက်ဆက်လမ်းပေါ်ကဒရာလေးစင်းကိုမိုင်းခွဲဖျက်ဆီးခဲ့ပါတယ် ။ဒါအပြင်ကျုံတို့မျိုးခမ၅၄၅ကြောက်ကလေဒရုံလက်နဲ့ကြည့်ပြကိုရယူပြီးကျုံတို့ရပတိုင်းတိဘူးဆန်ကန်အတိုင်းလူလက်နဲ့ခဲရိတ်ခါပြီးနှိမ့်နှိမ့်လူလူဖြစ်တင်းနေပါတယ်။ကျွန်တော်အောင်ခံပါ စကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်ပြည့်ရွာနာကအချင်းတွင်းမြစ်ထဲမှာရှိတဲ့ရွှေတူးတဲ့နေရာကိုနိုဝင်ဘာလ28ရက်နေ့ဒီကနေ့မနက်မှာစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကသိရပါဗျ။စစ်တပ်ကဘုံကျဲတဲ့အပြင်လေရင်ပေါ်ကနေ72နဲ့လည်းပြစ်သွားပြီးထိခိုက်ဒိဆုံးသူရှိနိုင်တယ်လို့လောင်ပြည့်ရွာနာမှာရှိတဲ့တင်တော်ရွာသားတယောက်ကပြောပါဗျ။ ။လောင်ပြည့်ရွာဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကလည်းချင်းတွင်းမြစ်ထဲကရွှေမျောလုံနေတဲ့ဖောင်တွေအပေါ်ကိုလေကြောင်းကနေတိုက်ခိုက်သွားတာဖြစ်ပြီးနေ့လယ်၁၇နာရီဝန်းကျင်အထိကယ်ဆယ်ရေးမလုပ်နိုင်သေးဘူးလို့ပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၂၂ရက်နေ့ကလည်းတိုက်လေရင်အပါအဝင်ဆက်တက်လေထီနဲ့တိုက်ခိုက်တာကြောင့်တေဆုံးသူအယောက်၂၀ထက်မနည်းရှိခဲ့ပြီးဒဏ်ရာရရှိသူအယောက်၅၀ထက်မနည်းလည်းရှိခဲ့တယ်လို့သိရပါရယ်။အဲ့ဒီလောင်ပြည့်ရွာနားမှာရွှေတူးနေတာကိုတိသားခိုင်ပြည်သူတွေကလက်မခံဘဲဆန္ဒပြရတွေလည်းရှိခဲ့ပါသေးတယ်ရှင်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာအမြဲတမ်းရှုံးနေခဲ့တဲ့အတွက်မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ် ပုံမှုချုပ်မျိုးမင်းထွေးကိုတာဝန်ကနေအနားပေးပြီးဗိုလ်ချုပ်ကျော်သူရကိုခန့်လိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်စင်ရေးမှာရှုံးနေတာနဲ့အာဂတိလိုက်စားမှုတွေကြောင့်ပုံမှုချုပ်မျိုးမင်းထွေးကိုနှွန်ဘာလ24ရက်နေ့မှာအနားပေးလိုက်တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါဗျ။ ပုံမှုချုပ်မျိုးမင်းထွေးနဲ့အတူတက်မ33တက်မမှုကိုလည်းဖမ်းထားတယ်လို့သူကဆက်ပြောပြပါဗျ။အစ်စ်ပြောင်းရွှေ့လာတဲ့နာမခတိုင်းမူဗိုလ်ချုပ်ကျော်သူရဟာကလောမျိုးအခြေဆိုင်စေဦးစီးတက္ကသိုလ်ကအကြောင်းကြီးဖြစ်ပြီး DSA အပတ်စဉ်39ကဖြစ်တယ်လို့သိရပါဗျ။ဖန်စီခံထားရတဲ့ပုံမှုချုပ်မျိုးမင်းထွေးဟာ2024ခုနှစ်ဩဂတ်လ3ရက်နေ့ကရမခအခြေဆိုင်လာရှိုးမြို့သိမ်းတိုက်ပွဲမှာကိုကန့်တက် MND ရဲ့အဖွဲ့ကဖန်စီခံရပြီးပြန်လွတ်လာပြီးတဲ့နောက် 2024ခုနှစ်ဒီဇင်ဘာလမှာစစ်ကောင်းဆောင်ကနာမခတိုင်းမှုအဖြစ်ခန့်ခဲ့တာပါစစ်တပ်အာဏာသိမ်းပြီးမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ပြောင်းလဲခန့်ခဲ့တာငါးဦးအထိရှိပြီးအဲ့လူတွေကတော့ဗိုလ်မှူးချုပ်မျိုးမိုးအောင်ဗိုလ်ချုပ်ဖြိုတန်းဗိုလ်ချုပ်တန်းထိုက်ဗိုလ်မှူးချုပ်မျိုးမင်းထွေးနဲ့ဗိုလ်ချုပ်ကျော်သူရတို့ဖြစ်တယ်လို့သိရပါပါတယ်ရှင် ဖားကန့်မြို့တဲစစ်တပ်ကစည်ရေးလှုပ်ရှားမှုတွေခက်စိတ်စိတ်ပြုလုပ်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကြောင်းမှုအပအဝင်တုံပန်းတချို့ကိုခရိုင်ကဖမ်းဆီးရမိထားပါတယ်ဒီသတင်းကိုဟန်နာပေးပို့ထားပါတယ်ရှင်ကချင်ပြည်နယ်ဖားကန့်မြို့စမ်းကြွယ်ကြီးရာညောင်ပင်ကုန်းနဲ့ကတဲ့မော်ရီဘက်ကိုနိုဝင်ဘာ25ရက်နေ့ကစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးလာတာကြောင့် KYA ဘူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KYA စစ်ရေးတပ်ရင်းမြစ်ကတီးရပါတယ်တိုက်ပွဲအတွင်းစစ်ကြောင်းမှုအစင်း အရာရှိတယောက်အပါအဝင်စစ်တုံးပတ်တချို့ကိုလည်းဖမ်းဆီးရမည်တယ်လို့ဆိုပါတယ်။ဟုတ်စစ်ကြောင်းမှုအစင်းနဲ့စစ်ကြောင်းမှုဆီရရှိတယောက်နဲ့တချို့ပတ်မိတာပေါ့နော်။အရာတရားတော်မနီယာသူတို့စစ်ကြောင်းထိုးလာလို့ကျွန်တော်ဘက်ကခုခံတိုက်ခိုက်ကြတယ်ပေါ့နော်။ဆန်ချွေတောင်ပြင်ကုန်းဒီတတိယမောင်တော့ထိုးလာရပေါ့နော်။သူတို့ကတိခတ်ဒီဇုံဒါရီရှိတယ်။အလိုရှိလို့ပြန်ဆုံးသွားတယ်ပေါ့။စစ်ကောင်မရှင်ပူပေါင်းတဲ့သူဟာ25ရင်းနေမနေ့ပိုင်းကစပြီးစစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဒိမ်မော်နဲ့လွန်ကင်ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်ရှင်တပ်တွေဟာနိုဘာ25ရက်နေ့ကလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ရဲသားနေအိမ်ထိခိုက်မှုတွေရှိပြီးဂဒိမ်မော်မိသက်ရုံးနဲ့ထိမှန်ပစ္စည်းပြီးထိခိုက်တရာရသူလည်းရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ညတော့ငါထိခတ်တာကတော့ဒီတတိမော်တယောက်ဆရာတယောက်ရဲ့အိမ်ပေါ့နော်ထိခိုက်ပျက်စီးသွားရပေါ့နော်။နောက်ပြီးတော့ဒီတတိမော်မိသက်ရုံးနဲ့လက်နက်ကြီးထိတယ်။ဒါဒီမိသက်ဝန်ထမ်းတယောက်လည်းလက်နက်ကြီးစား ဒီမှန်ကြောတန်ရရလို့စီယုံပို့ထားတယ်ပေါ့နော်။တိုက်ပွဲရှိရှိမရှိရှိအာနေတိုင်းရလို့ energy တာရတော့တုံးဆုံးတယ်ပေါ့နော်။ဒီလူတွေကတော့ဒီ energy တာကြားရင်ဝင်လာနေနိုဝင်ဘာလ9ရက်နေ့ကစပြီးဖကန့်လုံခင်းမော်စီဇာကြီးရွာတခြားစစ်ရင်အလုံးရင်နဲ့စစ်ကောင်စီတပ်တွေစစ်တောင်းထိုးစီရေလှရှားလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်ဖကန့်မှာစစ်ကောင်မရှင်စစ်တောင်းထမှန်ဝင်ရောက်လာတဲ့အခုအပတ်တွင်မှာပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြီးရွာရက်ွက်ဒီဘက်ကိုဦးတည်ပြီး လေကျောင်းအပြင်လက်နက်ကြီးစက်တိုက်ပစ်ခတ်မှုတွေကြောင့်ရထားတိဆုံမှုတွေလည်းစက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာဝိုက်ချောလီရင်နဲ့လာရောက်ပုံကျဲခဲ့တာကြောင့်မိခင်ပစ်သူမျိုးသမီးတဦးတိဆုံပြီးကလင်းငယ်အပါဝင်မျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ17ရက်နေ့မှာလည်းဖက်ကပ်ဘူဟာကုံကနေလုံခင်အုပ်စုတော်မော်အတက်လန်းဂဒိမော်မဆာဘက်ကိုလက်နက်ကြီးစက်တိုက်ပစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တဦးချမှန်တိဆုံခဲ့ပါတယ်။ စစ်တပ်ကနေရပြန်ယူထားတဲ့လုံခင်မော်စီစာနမဖြစ်မော်ဝမ်ကြီးမော်ဝမ်ကလေးစရိနေရတွေကိုရာနှုံးပြည့်ထိန်ချုပ်နိုင်ဖို့အတွက်နိုဝင်ဘာလ6ရက်နေ့မှာဖကန့်ကာမိုင်နေရလံပိုင်းကနေရဲတပ်သားတွေအပါအဝင်စစ်တောင်းထုတ်တက်လာခဲ့ကြတာဖြစ်ပါတယ်ကျွန်မဟန္နာပါပဲခူးတိုင်းသားဝရီခရိုင်နဲ့တလေးမြို့နယ်နဲ့ပေါင်းတယ်မြို့နယ်မှာစစ်ကောင်ရှင်တပ်သားတွေတိုက်ခိုက်ခံရပြီး၃ရောက်တိုက်ဆုံခဲ့တယ်လို့ PDF အမှတ်2စစ်စင်ရေးနယ်မြေကနိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပါဗျ။ နိုမာလာ26ရက်နေ့မနက်ပိုင်းမှာနတ်တလင်းမြို့နယ်ရှာပြည်ကုန်းကြီးရွာကစစ်တပ်ကိစ္စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့နတ်တလင်းမြို့နယ်ပကဖတို့ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲဒီတိုက်ခိုက်မှုကြောင့်စစ်တပ်တပ်ဖွဲ့ဝင်2ယောက်သေဆုံးခဲ့ပြီး ကျန်တဲ့စစ်ကောင်ရှင်တပ်သားတွေလည်းထိခိုက်ဒဏ်ရာရှိကဂိတ်စခန်းကိုထွက်ခွာဆွန့်ပြေးသွားပဲလို့သိရပါဗျ။ပေါင်းတင်မြို့နယ်မှာလည်းပန်းသိပင်ကြီးရွာကနေဆိုင်ကယ်ရီနဲ့ထွက်လာတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်သေဆုံးခဲ့ပြီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ KNPP နဲ့ KNU အဖွဲ့တွေ NUCC ရဲ့ကောင်စီဝင်အဖြစ်ကနေယာယီရပ်ဆိုင်းသွားတာဟာ NUG နဲ့ CRPH တို့ရဲ့ပြောဆိုဆွေးနွေးမှုတွေကိုလက်ခံဖို့ခက်ခဲတာကြောင့်ဖြစ်တယ်လို့ကောင်စီအဖွဲ့ဝင်တွေကပြောပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်။ကရင်မျိုးသားစီယုံ KNU နဲ့ကရင်ညီမျိုးသားတုတ်တရေးပါတီ KNPP အဖွဲ့တွေကအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ MUCC ရဲ့ကောင်စီဝင်အဖြစ်ကနေယာယီရပ်ဆိုင်းသောစာကို နိုဝင်ဘာလ18ရက်နေ့က MUCCC ကိုပြပခဲ့တာပါ KMPP နဲ့ KMU အဖွဲ့တွေက MUCCC ရဲ့ကောင်စီဝင်အဖြစ်ကနေယာယီရဆိုင်သွားတာဟာအဲ့ဒီအဖွဲ့တွေနဲ့ MUCCC ကြားကညှိနှိုင်းဆွေးနွေးမှုအစီအမပြေတာတွေကြောင့်မဟုတ်ပဲ MUCCC ထဲမှာပါဝင်နေတဲ့ကောင်စီဝင်တွေကြားကလက်ခံမှုခတ်ခဲတဲ့ဆွေးနွေးမှုတွေကြောင့်ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီဝင်ဦးတိုးကျော်လှိုင်ကပြောပါတယ် CRPH ခေါင်းဆောင်ပိုင်းတွေက 2008ခွဲစည်းပုံအရ2020ရွေးကောက်ပွဲရလဒ်ကိုအကောင့်ထဲဖော်ဖို့မဟုတ်ဘဲတော်လန်ရေးအတွက်အတိမတ်ပြုအသုံးချဖို့ပြောဆိုထားပေမဲ့အဲ့ဒီအပေါ်ဆွေးနွေးကြတဲ့ဆွေးနွေးမှုတွေမှာတခါတလေမှာအဆင်မပြေတဲ့ပုံစံမျိုးတွေဖြစ်လာတာတွေရှိတယ်လို့ဆိုပါတယ်ကျွန်တော်တို့ဒီ2020အဲရွေးကောက်ပွဲရလဒ်ကိုအဲ non tech ဒီမိုကရေစီမီဒီယာရဲ့ရွေးကောက်ပွဲမပေါ်ပေါက်မချင်းပေါ့နော်အဲ့လို 南渡江，南渡江这么个是米价越高，不的不包拿的一提不，不包拿的一提。假如说来说，但他们说来，哎 de，一比钱没有，过来买头套表，表拿了没有事。还有二下的，明明收破的可以，一比钱也也偏偏些；明明收破的可以，没也偏偏些。伊拉个就来跟爸妈表示还没事吧。 နော်တော်တော်လည်းပဲအခြားအင်အားစုများနဲ့ဆွေးနွေးတဲ့အခါမှာတော့အခြားအင်အားစုတွေကပါအဲ့ဒီလိုအယူအဆအဲ့ဒီလိုမျိုးကိုဟိုလက်ခံပေးရမယ်ဒါပေါ့နော်လို့တော့တူပေးရမယ်ဆိုတဲ့ဟာမျိုးကတော့လည်းပဲတချို့အခြေအနေတွေမှာအခက်အခဲရှိနိုင်တယ်ဆိုတာမျိုးလည်းပဲအဲကျွန်တော်တို့ထောက်ပြပြောဆိုခဲ့ပူတာမျိုးဖြစ်ပါတယ်ဒါဟိုဒီလိုအခြေအနေတွေဒီလို အကြောင်းခံနေလည်းပဲအချို့ဆွေးနွေးမှုတွေပါပေါ်ပေါက်ခဲ့တာမျိုးရှိခဲ့တာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ MUG နဲ့ပြည်ထောင်စုတော်ကုစားပြုကော်မတီ CRPH2 ဘက်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်းလက်ခံထားပြီးမြဲအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရဆောင်ရွက်နေတဲ့ကိစ္စမျိုးတွေကိုဆက်လက်ကင်ဆွဲထားတာတွေအပြင်အသွင်ကူပြောင်းရေးဆိုင်ရာဂျာကာလာအစိုးရဖွဲ့စည်းဖို့လိုအပ်တဲ့ဝန်ကြီးဌာနတွေဖွဲ့စည်းနိုင်ရေးဆိုင်ရာဆွေးနွေးမှုတွေမှာ ဘောထားမတူညီမှုတွေဖြစ်ပေါ်ခဲ့တာပါခင်ရမြူကပြပုလာတဲ့စာမှာတော့သူတို့တွေဟာစီရင်တဲ့အုပ်ချုပ်ရေးကိုတပြိုင်တည်းလှုပ်ဆောင်နေရတဲ့အချိန်မှာအမ်ယူစီစီရဲ့ဆွေးနွေးတဲ့မူဝါဒတွေကအထွေထွေပိုင်းဆိုင်ရာတွေကိုအဓိကထားဦးစားပေးနေတာကြောင့်မူဝါဒပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တွေမှာအဆက်အဆက်မရှိဘဲကွာဟနေတာတွေကြောင့်လို့ဖော်ပြထားပါတယ်ခင်ရမ်ပီပီရဲ့စာထဲမှာတော့ဘော်တွန်အက်ဖက်ဒရယ်လက်ဆင်ကိုစောင်ရွက်တဲ့အခါမှာ တကယ်ကိုယုံကြည်လက်ခံပြီးလက်ရုံးညီထွေဖြစ်အောင်ဆောင်ရွက်ဖို့လိုတယ်လို့ရေးသားထားပါတယ်။ပြည်တော်စုတော်ကိုစားမျိုးကော်မတီ CRPH ဘက်က2020ရွေးကောက်ပွဲရလဒ်ကိုကန်ဆွဲထားပြီးမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမပေါ်မချင်း CRPH ကဆက်ရှိနေမှာဖြစ်တယ်လို့ဥရေပြည်ရဲ့အာဏာဟာ CRPC မှာရှိရမယ်ဆိုတဲ့အချက်အပေါ်ကင်နီမျိုးသားတုတ်တေးပါတီ KMPP ကမဖြစ်သင့်တဲ့အကြောင်းကိုပြောပါရစေ အနည်းကြီးပဲဖြစ်ဖြစ်ပေါ့ဆရာသေးပဲဖြစ်ဖြစ်အနည်းစစ်စီပဲဖြစ်ဖြစ်ပေါ့ဆရာကျေကိုတိဆောက်တဲ့အခါမှာကျွန်တော်ဘောတော်အဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီတော့ကိုအလုံးအားဒီဖောင်းလုပ်ဖို့လိုတယ်ပေါ့နော်အားကလေးပါဒါအကြောင်းအရာအများကြီးတွေကတစ်ချက်ပါလို့နော်ကျွန်တော်တို့တိုင်းရင်းသားတွေနားလည်ထားတာကတမျိုးပြကျွန်တော်ရေးဆွဲနေတဲ့ဖွဲ့စည်းပုံကနိုင်ငံတော်ကိုအာဘယ်လိုနိုင်ငံတကာကိုကျွန်တော်တို့ကဟိုပြရင်တက်တက်မဟုတ်ဘူးကြာကျွန်တော်ကကျွန်တော်တို့ကတကယ်လက်တွေ့လောက်ကြချင်တာဖြစ်တယ် အဲ့ဒီမှာကျွန်တော် concept ပေါ်တယ်ဆိုတော့ကျွန်တော်တို့ကဘယ်လိုလိုအများပြီးရင်းနဲ့အများကျွန်တော်တို့သူ့နဲ့ရှင်ပြိုင်ဆိုရတဲ့ခုကိုကျွန်တော်တို့ကလူတို့ကထောက်ခံတဲ့ဆိုရတဲ့ခုကိုကျွန်တော်အများဆုံးပြီးသွားတော့မယ်အဲ့ဒါလိုနိုင်ငံကြီးထိကမှုနဲ့ကျွန်တော်ကတွားချင်တာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့ကွာဟာချက်တွေဒါပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလေးပါဆိုတော့ကုစားပြည့်မှုနဲ့တာဝန်ခံမှုဆိုတာရှိရလိမ့်မယ်လေနော်ဆိုတော့ဆယ်ဆယ်ကိုဖွဲ့ကြည့်တဲ့အခါမှာလည်းအဲ့ဒါလို့ လူတွေနဲ့ဖွဲ့ကြမှာအဓိကကျွန်တော်ပြောချင်တာ fair fair ဆိုတာမိုးပေါ်ကျလာတာမဟုတ်ဘူးပေါ့ဆိုတော့ fair fair ဆိုတာကဒီပြည်နယ်တွေပြည်ထောင်တွေပေါင်းစုလို့တာ fair fair စနစ်ဆိုဖြစ်လာလေအဲ့ဒါဒီပါပဲဆရာကျွန်တော်တို့ဟုတ်ကဲ့ပါအရေးကြီးကမှုတွေကလွဲနေရဆိုတာဒါကိုပြောတာပါအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအမျိုးသားညွညီအစိုးရ MUG ရဲ့ဝန်ကြီးချုပ်ယုံပြောဆိုခွင့်ရှိသူဦးနေဖုံးလက်ကိုဒီဘူဘီကဆက်သွယ်မေးမြန်းခဲ့ပေမဲ့သဘောထားမပေးလို့သိဘူးလို့အကြောင်းပြန်ပါတယ် မြို့သားညီညွတ်ရေးအတမကန်ကောင်စီအနေနဲ့ကောင်စီဝင် ဖြစ်ကနေယာယီရဆိုင်သွားတဲ့အဖွဲ့တွေကို MUCC ရဲ့လုံထုံးလုံနီးတွေနဲ့အညီညှိနှိုင်းဆောင်ရွက်နေပြီး Federal Democracy Brainian Bar ဂရီကုတ်တွေအရာတာဝန်တွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာအခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးအောင်ပါ ဂျပန်ရဲ့စစ်ဝါဒပြန်လည်အသက်သွင်းမဲ့လောက်ရမှန်သမျှကိုဟန်တာထိန်းချုပ်ပေးဖို့အမေရိကန်ကိုတရုတ်အာဏာရကွန်မြူနစ်ပါတီပိုင် People's Daily သတင်းစာကနိုဝင်ဘာလ28ရက်နေ့အိဒါအာပေါ်မှာတိုက်တွန်းရေးသားလိုက်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ရင်ဂျပန်ကစစ်ရေးအရတုံ့ပြန်ရနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်တာကာအီချီကနိုဝင်ဘာလ9ရက်နေ့လွှတ်တော်မှာပြောကြားခဲ့တာကနေနှစ်နိုင်ငံတင်းမာနေကြတာဖြစ်ပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာတရုတ်သမ္မတရှီကျင်းဖြစ်တဲ့နိုဘာလ24ရက်နေ့မှာဖုန်းဆက်သွယ်ပြောဆိုအပြီးနောက်တစ်ရက်မှာဂျပန်ဝန်ကြီးချုပ်တာကာယီချီနဲ့ဖုန်းဆက်သွယ်ခဲ့ပါဗျ။အဲ့ဒီကလေးကတင်းမမိုးရောချရေးဂျားဝင်ဖို့အမေရိကန်ကိုတရုတ်ကတိုက်တွန်းခဲ့တာဖြစ်နိုင်တယ်လို့အမှန်စာခဲ့ကြပါဗျ။တစ်ဖက်မှာလည်းထိုင်ဝမ်နဲ့ကီလိုမီတာ130တာဝေးတဲ့ဂျိုနာဂူနီကျွန်းမှာဒုံးကျည်တက်ဆင်ဖို့အစီအစဉ်ရှေ့ဆက်နေရလို့ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောကြားထားပါဗျ။ နိုင်ငံသားမူဝါဒသဘောထားတွေကိုဖော်ပြရမှာ၃လရှိတဲ့တရုတ်အတန်းလို့အတိပ္ပယ်ရတဲ့ကျုံရှမ်းဆိုတဲ့ကလောင်အမည်နဲ့ဒီဆောင်ပါကိုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်။ဟောင်ကောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတိုင်ပိုခရိုင်ကအများပြည်သူအင်အားတိုက်ခန်းတွေမှာဖြစ်ခဲ့တဲ့မိလောင်မှုကြီးမှာလူ44ယောက်ထပ်မံတေဆုံးပြီး289ဦးပျောက်ဆုံးနေတယ်လို့ဟောင်ကောင်အာဏာပိုင်တွေကပြောပါရတယ်။ မီးမြန်ကူးနိုင်တဲ့ဇာခနဲ့ပလတ်စတစ်ပြားတွေအပါအဝင်မီးလောင်လွဲတဲ့ပစ္စည်းတွေနဲ့ဆက်ဆက်ပြီးဆောက်လုပ်ရေးကုမ္ပဏီအမှုဆောင်အရာရှိ၃ယောက်ကိုလူတက်မှုနဲ့ဖမ်းဆီးထားတယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။မိသက်သမား၈00ကျော်က၁၈နာရီကျော်လောင်ကျွမ်းနေတဲ့ဝမ်ဖူကုတ်ရက်ကွက်ကမီးကိုငိမ့်တက်ခဲ့ရတာပါ။မီးလောင်မှုကိုအဆင့်၅မီးလောင်မှုဖြစ်တက်မှတ်ခဲ့ပြီးဟောင်ကောင်မှာအပြင်းထန်ဆုံးအဆင့်ဖြစ်ပါတယ်။ညနေပိုင်းကယ်ဆယ်ရေးအတွင်းကလေးငယ်တအုပ်နဲ့တကြီးရွယ်အမျိုးသမီးတအုပ်ကိုကယ်တင်နိုင်ခဲ့တယ်လို့ဒေသခံမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

နီးပြရာတို့မတည်မြဲမှာကိုစိုးရိမ်စရာမရှိကြောင်းလီဗာပူးနီးပြနဲ့ slot ကပြောသွားပါတယ်။ချန်ပီယံလိမှာဟော်လန်ကလပ် PSV ကိုအိမ်ကွင်းမှာ၄ဂိုးတကူနဲ့အရင်နှိမ့်ခဲ့ပြီးတဲ့နောက်အနာဂတ်ကိစ္စစိုးရိမ်စရာမရှိကြောင်းအာနက် slot ကပြောသွားတာပါ။အသင်းဘုတ်အဖွဲ့ရဲ့အားပေးထောက်ခံမှုရရှိထားတဲ့အတွက်မိမိရဲ့ယာတို့အခြေအနေကလုံခြုံမှုရှိကြောင်းမိမိယာတို့တည်မြဲရေးအပေါ်စိုးရိမ်စရာမရှိဘဲအသင်းရဲ့ယာလက်ကောင်းမွန်လာဖို့သာအယုံစိုက်ကြောင်းနီးပြစလော့ကပြောသွားပါရစေ အသည်အနေနဲ့နိုင်ပွဲရယူဖို့လက်ရှိအခြေအနေကိုပြောင်းပြန်လှန်ပစ်နိုင်ဖို့လိုအပ်ပြီးပြောင်းလဲသလိုဖြစ်မလာတဲ့အခါမေကွန်းထုတ်မှုတွေနဲ့ရင်ဆိုင်ရတာဟာမထူးဆန်းကြောင်းကိုလည်းနှိပြစလော့ကပြောခဲ့ပါဗျ။ Liverpool သင်းဟာဒီပွဲအရှုံးကြောင့် Champions League မှာအဆင့်73ကိုရောက်နေသလို Premier League မှာလည်းအဆင့်72နေရာထိရောက်ရှိနေတာဖြစ်ပါရဲ့ရှင်။ TV ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွပ်ပြီးတင်ဆက်ပေးဦးမှာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်